ချက်အကြောင်းဘာကြောင့်အိမ်မက်မကြရလဲအိမ်နေစင်မှာနှလုံးသားရဲ့လူအချက်တွေကိုဖော်ထုတ်ကြမယ်ချစ်ရသူဒါမှမဟုတ် crush လုပ်ထားတဲ့သူတယောက်အကြောင်းကိုဆွဲမက်ပွဲကောင်းတဲ့အိမ်မက်တစ်ခုမက်ဖူးပြီးနိုးလာတဲ့အခါဘာအိပ်ပဲလဲဆိုတာဒေဘူးကြလားကျွန်တော်ရဲ့အိမ်မက်တွေဟာပုံမှန်မဟုတ်ပါဘူးအဲ့ဒါရီဟာကျွန်တော်ရဲ့မသိစိတ်စီကိုတည်းရောက်ရှိတဲ့ line တစ်ခုဖြစ်ပြီးအချက်နဲ့ပတ်သက်လာတဲ့အခါကျွန်တော်ရဲ့အနက်ရှိုင်းဆုံးသောမျှော်လင့်ချက်တွေကြောက်ရွံ့မှုတွေနဲ့ ဆန္ဒတွေကို ဖော်ပြပေးနိုင်တာဖြစ်ပါတယ်။ဒီစီစဉ်မှာတော့တင်းရဲ့ romantic aim တွေရဲ့နောက်ွယ်ကလူဝဲအတိတ်ဘယ်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။တင်းရဲ့ crush ဒါမှမဟုတ်ချစ်သူအကြောင်းအိမ်မက်မက်ချင်းနဲ့စိတ်ပညာမှာစိတ်ခံစားမှုတွေကို စီမံခြင်း။ဦးနောက်ကဆက်ဆံရေးတစ်ခုရဲ့စိတ်ခံစားမှုပြင်ထန်မှုကို စီမံဖို့အိမ်မက်တွေကို အသုံးပြုတာဖြစ်ပါတယ်။ချိတ်ဆက်မှုပဋိပက္ခဒါမှမဟုတ်စိတ်လုံရှားမှုလိုခံစားချက်တွေကိုဖြေရှင်းဖို့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဆန္ဒပြေဝခြင်းအိမ်မက်တွေဟာဆန္ဒပြေဝဖို့အတွက်ဘေးကင်းတဲ့နေရာတစ်ခုဖြစ်နိုင်ပါတယ်။သင်ကပုံမနဲ့ဆိုင်တဲ့ထိတ်ဆက်မှုကိုဒါမှမဟုတ်အထူးရိုမန်တစ်ဆန်တဲ့အချိန်တစ်ခုကိုတောင်းတနေမယ်ဆိုရင်တင်းအိမ်မက်တွေကအဲ့ဒါတွေကိုဖန်တီးပေးမှာဖြစ်ပါတယ်။မတိစိတ်ကဆန္ဒတွေအိမ်မက်တွေကဖွက်ထားတဲ့ဆန္ဒတွေကိုအိမ်မက်ဖန်သားပြန်ပေါ်ရောက်ရှိလာစေနိုင်ပါတယ်။သင်ဟာလက်တွဲဖို့တူမှာတင်ရှာဖွေနေတဲ့အကြည့်တွေကိုကိုစားပြုတဲ့တစုံတစ်ယောက်အကြောင်း အိမ်မက်ဒင်ကိုရိုင်းသတိမပြုမိဘဲနဲ့လည်းဖြစ်နိုင်ပါတယ်အချက်နဲ့ပတ်သက်တဲ့အိမ်မက်တွေနဲ့၎င်းတို့ရဲ့အတိတ်ပဲကိုဖွင့်ဆိုကြမယ်ဆိုရင်ပထမဆုံးနားနဲ့အကြောင်းအိမ်မက်မဲ့ခြင်းကဒီအိမ်မက်ကလူတယောက်နဲ့ပုံမနီးကတဲ့ဆက်ဆံရေးတစ်ခုဒါမှမဟုတ်အဆအသစ်တစ်ခုအတွက်ဆန္ဒကိုကိုစားပြုလေးရှိပါတယ်အဲ့ဒီလူကအပြင်မှာတကယ်ရှိတဲ့ crush ဖြစ်နိုင်တယ်လို့တင်ရှာနေတဲ့မတူညီတဲ့အချက်မျိုးကိုကိုစားပြုတဲ့တင်ကေတတစ်ခုလည်းဖြစ်နိုင်ပါတယ်လမ်းခွဲခြင်းဒါမှမဟုတ်ပဋိပက္ခအကြောင်းအိမ်မက်မဲ့ခြင်း ဒီအိမ်မက်တွေကစိတ်အနှောက်ယှက်ဖြစ်နိုင်စေပေမဲ့လမ်းခွဲတော့မဲ့ဆိုတာကိုအများအားမဆိုလိုပါဘူး။၎င်းတို့ဟာတင်းရဲ့မတိစိတ်ကဖြည့်ရှင်းဖို့ကြိုးစားနေတဲ့ဆက်ဆံရေးမှာရှိတဲ့စိတ်ပူပန်မှုတွေဒါမှမဟုတ်ဘလုံးချုံမှုတွေကိုရောင်ပြန်ဟတ်ထင်ပြလိမ့်ရှိတာဖြစ်ပါတယ်။ချစ်မိသွားတဲ့သတိတရားအကြောင်းအိမ်မက်မခြင်းဒါကအစွမ်းထက်တဲ့အိမ်မက်တစ်ခုဖြစ်ပါတယ်။တင်းအိမ်မက်ထဲကသတိကတင်းတကယ်တွေ့ရမဲ့ချစ်သူဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။အဲ့ဒီအစားသူတို့ဟာတင့်ကိုယ်တင်မသိရှိသေးတဲ့အပိုင်းဒါမှမဟုတ် အနာကလက်တွဲဖို့တူကိုတင်ရှားပွေတွေ့ရှိဖို့မျှော်လင့်တဲ့အကြည့်တွေးတွေကိုကိုစားပြုလေရှိပါတယ်။အိမ်မက်တွေကို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 လေ့လာတတ်ဖို့ဘယ်လိုသုံးပြုမလဲ။အိမ်မက်မှန်တမ်းထားရှိပါ။တင်းနိုးလာတာနဲ့တင်းရဲ့အိမ်မက်တွေကိုချစ်ချင်းချာရေးပါ။ဒါကထက်ခါတလဲလဲဖြစ်နေတဲ့အကြောင်းအရာတွေနဲ့စိတ်ခံစားမှုတွေကိုပေါ်ထုတ်နိုင်ဖို့ကူညီပေးနိုင်မှာဖြစ်ပါတယ်။ကိုကိုကိုမိခွန်းတွေမိပါ။အိမ်မက်တွေကိုအရိပ္ပယ်ဖွင့်ဆိုဖို့ကူညီပေးမဲ့မိခွန်းစည်ရင်တစ်ခုပေးတာပါ။အိမ်မက်ထဲမှာငါဘယ်လိုခံစားခဲ့ရလဲ။ အခြားလူကငါ့အတွက်ဘာကိုကိုစားပြုခဲ့လဲဒီအိမ်မက်ကအမှတ်ရစရာတစ်ခုလို့ခံစားရလားဒါမှမဟုတ်ကိုယ့်ရဲ့ဆန္ဒတစ်ခုလို့လားဆိုတော့မိကွန်းတွေပါဝင်ပါလေတင်းချစ်သူနဲ့စကားပြောပါတင်းချစ်သူနဲ့ဒီအိမ်မက်တွေကိုမျှဝေဖို့အဆင်ပြေမယ်ဆိုရင်မျှဝေကြည့်ဖို့အကြံပြုပါဒါကသူတို့ရဲ့ဆက်ဆံရေးအကြောင်းပုံပုံနဲ့ရှိုင်းတဲ့စကားဝိုင်းတွေကိုဥတီစေနိုင်ပါလေမိကွန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အချစ်အကြောင်းအိမ်မက်တွေဟာကျွန်တော်တို့ရဲ့စိတ်ခံစားမှုဆိုင်ရာအခြေအနေကိုနားလည်ဖို့အတွက်အစွမ်းထက်တဲ့ခရီးရာတစ်ခုဖြစ်ပါလေ။ နောက်တစ်ခါ romantic အိမ်မက်တစ်ခုကနေနိုးလာတဲ့အခါအဲ့ဒါကိုလစ်လူမရှိပါနဲ့တင်းရဲ့မတိစိတ်ကတင်းသလုံးသားကိုနည်းနည်းပုံနာလဲဖို့အတွက်ဖိတ်